အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ Arsenal team ရဲ့ဒါ defensive unit နဲ့ဒါ organize ဖြစ်ပုံကဒါတတော်လေးတည်တည်ငြိမ်ငြိမ်ဖြစ်တယ်လို့ပြောရမယ်။ဒါအခုဒါအခုနောက်ဆုံးကစားခဲ့တဲ့ Slavia Praha ပွဲအပါအဝင် DRT မှာ Arsenal ဟာ Champions League ပြိုင်ပွဲမှာတခုခုလုတ်ပြနိုင်တဲ့အရေးသွေးရှိတဲ့အခြေအနေမျိုးအထူးဖြင့် Tottenham နဲ့ squad တဲ့အခုဒီနေ့ပွဲဆိုရင် Victor Gyokeres မပါဘူး။ နောက်တိုက်စစ်ကဒါယူကရက်စကိုမာတင်နယ်လီမာတင်နယ်လီဆိုရင်ဒီနှစ်ရာသီချန်ပီယံလိမှာတော်တော်လေးအားကိုးနေရတဲ့ကစားပါဒါပေမဲ့သူတို့မပါပေမဲ့ Mayshit Striker ဖြစ်ကစားတဲ့ Mikel Merino မနေ့ကရာသီပိတ်ခံဒီမှာ Mayshit Striker ဖြစ်ကစားတဲ့သူကိုယ်တိုင် Twin Goal တွေရတဲ့ Total စုစုပေါင်း9ရခဲ့တဲ့အချိန်မှာအခုသူကိုယ်တိုင်ပဲဒီနှစ်ပွဲမှာခြေစွမ်းပြသူ Leandro Trossard နဲ့ပတ်သက်လို့ရှိရင် Trossard က ကျွန်တော်တို့သူ့ရှိကနေကျွန်တော်တို့အရန်ကြီးအားမရဘူးလို့ထင်ရပေမဲ့တကယ်တမ်းမှာသူ့ရဲ့ delivery ဥပမာ make memory လို့တွင်းသွားတဲ့ပထမ goal ဆိုရင် သူ့ရဲ့ quality ဘလောက်ကောင်းလဲဒါ quality ဘလောက်ကောင်းလဲ ဒါထုံးစံတိုင်းအာဆနယ်ရဲ့ဦးဆောင်ကိုကတော့ဆက်ပီးစ်ကတောင်းကန်ဘောကနေပင်နတီရတယ်အဲ့ပင်နတီကိုဒါပခါယူဆာကကန်တယ်ဒါပေမဲ့မီခဲမိုရီနို တွင်းသွားတဲ့ဂူယောဒါတွင်းသွားတဲ့နှစ်ဂိုးလုံးမှာအာဆနယ်ကစားမတွေရဲ့ delivery ကတော်တော်ကို quality ကောင်းတယ်ဒီချက်ကအာဆနယ်အသင်းတော်ကဒီအာတီမှာဒါဆက်ပီးစ်ပဲကောင်းတာပါဒါဘောသေးတွေကိုတော်တော်လေးအားကောင်းနေဆိုပေမဲ့အခု delivery တူချင်း performance နဲ့ delivery ပြပြတတ်နိုင်တဲ့ခြေစွမ်းအခုဆိုရင်ဗျာ athletic club ကိုအဝေးခွင့်နိုင်တယ် နောက်ပြီးတော့အိုလံပီယာကိုကိုအိမ်ကွေးနိုင်တယ်။ပြပြီးတော့မှကျွန်တော်တို့ထပ်ပြီးတော့အက်တလက်တီကိုမက်ဒရစ်ကိုလည်းနိုင်တယ်။နိုင်ပြီးတဲ့အချိန်မှာအခုထပ်ပြီးတော့အဝေးကွင်းစလာဗီးယားပရာဟာဘက်တူဘက်ချန်ပီယံလိလေးပွဲဆက်နိုင်တယ်။အဲ့နိုင်ပွဲရဲ့နောက်ဆက်တွဲမှာကစားမတော်တော်များများဥပမာဆိုမက်စ်တောင်းမန်ဆိုရင်အသက်15နှစ်နဲ့ youngest ever player ဖြစ်အားဆိုင်တော့မှတ်တမ်းဝင်တယ်။ဒါချန်ပီယံလိမှာဒါတစ်ချိန်ထဲမှာပဲဒါကျွန်တော်တို့ Emery Chi အဲဇေးကိုနားပြီးတော့ Ethan Wanery အစားထိုးပါဝင်ကစားတယ်။ performer အဖြစ်ကြည့်လို့ရှိအဝန်နေရီနဲ့ပတ်သက်လို့ကျွန်တော်100% work နဲ့ပြောဖို့ခတ်ပင်မဲ့ at least so job done ကစားတဲ့တချို့ပိုင်းလေးတွေမှာသူရဲ့သူကထင်ပါရဲ့စကားရဲ့နည်းနည်းလေးဝေးရရောက်တဲ့ခါမှာအဲ့ right ညာဘက်ချမ်းမှာ try အကဲပုံစံလေးမှာနည်းနည်းလေးအားနေသေးတဲ့အချက်တစ်ချက်အဲ့တစ်ချက်ကတော့ဒါသူရဲ့ game time နဲ့လည်းပါတာပေါ့လေဒါဘယ်လိုပြောမလဲဆိုတော့အချိန်ကြာသွားတဲ့အခါမှာဆိုတော့ Arsenal ရဲ့ဒါအခုဒီ ဒဏ်ရာပြဿနာတွေကြားကနေ major striker အလုပ်ဖြစ်တဲ့နောက်တစ်ခုကသူတို့ရဲ့ delivery တော်တော်လေးအားကောင်းတယ်လူငယ်လေးတွေပွဲထွက်ကွင်းရတယ်နောက်ပိုင်းမှာချင်းပါနေရာမှာ ban white ဝင်တယ် every gsc ဝင်တယ်ပွဲပွဲခံထားတဲ့ super mandy နေရာမှာ christian nogat ကစားတယ် so pierre pierre hinkipi လေးတော်တော်လေး solid ဖြစ်တယ်လို့ပြောလို့ရတယ်သူနေရာမှာနောက်ပိုင်းမှာ my lewis kelly ကစားတယ် so arteta အတွက်ပိုကောင်းတဲ့ဒီဘယ်လိုပြောမလဲ ရလက်မျိုးထက်ဒါ squat goal လေးကိုတိတ်လုံနိုင်တယ်ကစားမတွေထူးပြစ်စကားဆိုရင်ဒီညာတောင်ပံမှာ bus တောင်ပံဝင်လာတဲ့အချိန်မှာ तू ကဘေးတောင်ပံကိုထွက်သွားတယ်ထွက်ပြီးတော့ကစားတယ်ဒါပေမဲ့အိုးဘောက်က तू တောင်ပန်ကစားတာထက် तू နောက်ကိုပို့ပြီးတွေးတာကစားတယ် game management ကိုအဓိကလုပ်တယ်ဆိုတော့အဓိကကွင်းလေက Dunkler Rice Dunkler Rice ဆိုရင် तू ကတကယ်ကိုအစိုးရတဲ့ကဒီနေ့ဝါကက်ထိတာနဲ့ ဘိုင်မြူနစ်နဲ့ပွဲကိုချန်ပီယံလိကိုပွဲပယ်ခံရမယ်။သူကနှစ်ဝါထိထားတယ်။ဆိုတော့ဒါသူ့အတွက်အရေးကြီးတဲ့အချိန်မှာအာထက်ထက်က right ကို minute 80လောက်ကြိုးလောက်ထိသုံးတယ်။ပွဲက drop down ဖြစ်တယ်။စိတ်ချရပြီဆိုတဲ့အချိန်ဒါတော့မှ scary movement ဖြစ်သွားတယ်။ပွဲပြီးကလေးမှာဘဝိုင်းနဲ့ဒါဘယ်လိုပြောမလဲ Savia Praha ဂျာကနေဒါ foul ဖြစ်တယ်ဆိုပြီး penalty ဖြစ်သွားတယ်။ဒါပေမဲ့အဲ့ penalty ကို overturn ဖြစ်တယ်။ဆိုတော့ game ရဲ့အဓိကက Arsenal က short target မပေးအောင် လုပ်ပြခဲ့သလို ကလင်းရှိရအောင်လည်းလုပ်တယ်သူ1903ခုနှစ်နောက်ပိုင်း1930ကျော်လာ3နှစ်နောက်ပိုင်းမှာဒါပထမအဆုံးချိန်ဒါသူတို့ကလင်းရှိရအောင်လုပ်ဖို့ကြိုးစားတာဖြစ်တယ်ဆိုတော့ back to back ခုနှစ်ပွဲဆက်တိုက်ပြိုင်ပွဲဆိုဒါအခုအာထက်တာအသေးနဲ့ပတ်သက်လို့ဒီညမှာပြောစရာတွေအများကြီးရှိတဲ့အချက်ကဒါပေးကူမရှိကစားတဲ့စိတ်ပိုင်းဆိုင်ရာနောက်တစ်ခုကကိုမပေးရုံမှာမက ရှုံ target မထိအောင်ပါကစားတယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာ mentality ဟာတော်တော်လေး strong ဖြစ်လာတယ်။ set piece ကိုပြောလို့ရတဲ့ကိုအတီးချမှုတ်ရင်တော့မှအဲ့ set piece ရဲ့ဥဆောင်တဲ့ lead ကနေ penalty ရတယ်။နောက်ဆက်တွဲမှာ mesh striker တွေအလုပ်ဖြစ်တယ်။ဆိုတော့ဘာဖြစ်ဖြစ်အခုတော်တော်ဆယ်မှာ every single possible way ဟာ arsenal ဘက်ကိုသွားနေတယ်ဒါက arsenal အသင်းရဲ့ sign ပဲအခုဥမာပြောရင်တော့ဗျာတကယ်အရေးကြီးတဲ့အချိန်မှာ victorio gress နဲ့ gabriel martinelli နှစ်ပတ်နားတယ်ဒီအချိန်က arsenal အတွက်တော့ဘာဖြစ်ဖြစ် injury concern crisis ဖြစ်တယ်လို့ပြောလို့ရသည့်တိုင်အောင်ဒါလက်လုံးမှာတောင်းတင်းလာတဲ့ဒီ squad တက်ဟာအသင်းကိုတော်တော်လေးအပြောင်းအလဲရှိတယ်အခုနောက်တစ်ခုကဒီဘယ်လိုပြောမလဲ champion league ကိုပြိုင်ပွဲမျိုးအရင်တော့က arsenal က arsenal ကလက်ထက် champion league ပြိုင်ပွဲတွေကိုကျွန်တော်ကြည့်လိုက်လို့ရှိရင်ကျွန်တော်ဥရောပရောက်လာလို့ရှိရင်ကျွန်တော်အသင်းက တချို့ဘွဲတွေမှာကျွန်တော်ရွှေခဲအရန်ဖြစ်တယ်နိုင်ဝါကေအတော့မှရုံးကန်ရတယ်ဘာညာလွန်ခဲ့တဲ့နှစ်နှစ်နဲ့တော့မတူဘူးပထမတစ်နှစ်ကျွန်တော်စဝင်တဲ့ချိန် quarter final ဒုတိယနှစ် semi final ရောက်တဲ့ချိန်မှာအခုတဖြည်းဖြည်းနဲ့ဒါဘာပဲမဲ့စိတ်ပိုင်းဆိုင်ရာ strong ဖြစ်လာတယ်ဒီပြိုင်ပွဲမှာငါတို့ champion ဖြစ်တိုင်းလောက်တဲ့အရေးသွေးမျိုးကို quality ကိုပိုင်ဆိုင်ထားတဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ performance တွေရနေဆိုတဲ့အခြေအနေအဓိကအချက်ပဲဆိုတော့ဒါအခုအထက်ထားအတွက်နောက်ထပ် mission loser အပြောင်းလဲဒီ ်နောက်ဒီကတော့သူလူစားအပြောင်းလဲသူတုံးရမယ့်အချိန်ဘာလို့ဂွာဒီယိုလာအောင်မြင်တဲ့ဒီကူရန်အဲရာတွေအားလုံးကိုကြည်လိုက်မန်ချက်စတာစီးတီးကအမြဲတမ်းဒါလူအပြောင်းလဲတွေကိုရောင်းရူတိတ်လုပ်တယ်ဒီချက်ကိုသူ့ဆရာကြီးကသူကောင်းကောင်းယူထားဒီချက်ကဆရဲ့ဒီဟာဒီအောင်မြင်မှုတွေကိုအဓိကဥဆောင်ပေးနိုင်မယ့်အချက်ပဲဘာလို့ဆိုအင်ဂျူရီခန္ဓာဖြစ်နေတဲ့အချိန်မှာစကွတ်တက်ကိုတတ်နိုင်တဲ့ပြာရူတိတ်လုပ်တဲ့အချက်ကအာဆနယ်အတွက်နောက်ထပ်ပါဖော်မန့်ကောင်းဖြစ်လာနိုင်တယ်နောက်တစ်ခုကတော့အခု back to back away queen Champions League နောက်တစ်ခုကအခု၄ပွဲဆက်တိုက်နိုင်ဆိုတာကဘာဖြစ်လဲ Champions League မှာ၁၂မှတ်ရတဲ့အတွက်ကျွန်တော်ရှုံးထွက်အဆင့်16သင်းကိုတက်ဖို့တော်တော်လေးအခြေအနေကောင်းသွားမယ့်အခြေအနေမျိုးပေါ့လေဒါ Arsenal ရဲ့ twin goal တွေကတော့ထုံးစံနိုင်ပေါ့လေပထမပိုင်းမှာ down cut ပေါ်တန်တဲ့အလုံးကနေဒါ Slavia Praha အသင်းကောင်းဆောင်လက်ထိသွားတယ် Gabriel ကောင်းတိုက်လို့လက်ထိသွားတဲ့အခါကနေပနဒီရတယ်အဲ့ပနဒီကို Bukayo Saka ကန်တယ်သူ့ဘွားအတွက်ကစားမဘွားမှာအဝေးကွင်း အဝေးကွင်း၄ပွဲဆက်တိုက်ချန်ပီယံလိမှာကိုးသွင်းတယ်ဒါပခတ်ယူဆက်က၄ပွဲဆက်တိုက်ဘာလို့ဆိုတော့ तू ကပွဲစဉ်တစ်တုံးက तू မပါဘူးဟိုမပါရဲ့ကြောင့် तू အဝေးကွင်းမှာ၄ပွဲဆက်တိုက် back to back ကိုးသွင်းခဲ့တဲ့မှတ်တမ်းဝင်နေအဲတလက်စာထဲမှာပဲဒါမီကယ်မိုရီနိုအတွက်လည်းနောက်ထပ် record breaking လူစားဝင်ကစားကွင်းရတဲ့အခြေအနေကနေခု match striker ဖြစ်ကစားခဲ့တဲ့အခြေအမှဒါတကယ့် quality အဓိကတော့အဲ့ goal တွေအားလုံးကိုအဓိကက လီယန်ဒူထရော့ဆော့ရဲ့တကယ် quality cross ရဲ့ dangler right ရဲ့တကယ် quality cross တွေကဒါ Mikel Merino Mikel Merino နဲ့ပတ်သက်လို့ရှိရင်မနစ်ကရာသီပိတ်ခံဒီမှာ9ဂိုးသွင်းလို့သူ့ရဲ့ finishing ပိုင်းဆိုတော့ Arsenal ကအဆုံးသတ်မှာ Slavia Praha ကွင်းမှာ Jordan clean sheet နောက်တစ်ခုကသူတို့လိုချင်ဆုံး record တွေကိုရယူခဲ့ပြီးတော့ Slavia Praha ရဲ့ချက်မီမှာသူတို့ဒါဂိုးပြတ်အနိုင်ရရှိခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်